ပကံမာလုံးတဲ့မွေးနေ့အလို့ကြောင့်အတိတ်ဘဝမှာပကံပြီကမင်းသမီးဖြစ်ခဲ့တယ်လို့အထင်ခံနေရတဲ့မိမြင့်မို့ MCL ပြိသက်များလုံးမေမင်္ဂလာပါရှင်ပြိသက်များရှင်ပကံဆိုတာမြန်မာနိုင်ငံရဲ့အမြတ်နိုးတန်ဖိုးထားအောင်ရှင်းဟောင်းရင်ကျေးမှုအမွေနေ့ဖြစ်တယ်လို့ရှားစဝင်းနေနဲ့ပြည့်နေတဲ့နေရာတစ်ခုလို့ပြောလို့လည်းရပါတယ်ရှားစဝင်းနေနဲ့ပြည့်နေတဲ့ပကံပြီကိုအမှုပညာရှင်တွေတော်တော်များများကလည်းသဘောကျနှစ်သက်ပါတယ်ဒါပေမဲ့မိမြင့်မို့ကတော့တခြားအမှုပညာရှင်တွေထက်ကိုပိုပြီးပကံကိုချစ်ခင်ကသဘောကျနှစ်သက်သူပါပကံမျိုးသူ ဇလန်တွေရိုက်ပြီးတဲ့အချိန်ကလေးကမိမြင့်မို့ကပကံမာနေရတာကိုသဘောကျလာသလိုပကံနဲ့ဆိုင်တဲ့အရာတော်တော်များများကိုသဘောကျနေတာပါဒါကြောင့်မလို့လေသူမအတွက်ပထမအဆုံးစီးပွားရေးလုပ်ငန်းကိုပကံမာစတင်ခဲ့တာပါပကံမြို့သူဟိုတယ်ကိုပကံမာပွင့်လင့်ခဲ့သလိုပကံကိုလည်းအမြင်နဲ့လိုလိုသွားပြီးပကံအငွေ့တက်တွေနဲ့သာအားလည်းရက်တွေကိုကုံဆုံးတာများပါတယ်ဒါအပြင်ပြီးခဲ့တဲ့မီလာ၁၇ရက်နေ့ကမိမြင့်မို့ရင်မွေးနေ့ဖြစ်ပြီးမွေးနေ့ပွဲကိုဘာရီကလပ်တွေမှတခမ်းတနာကျင်းပတာမျိုးမလုပ်ခဲ့ပါဘူးသူမရဲ့မွေးနေ့မှ တ်တရနေနဲ့မေမြင့်မိုးကပကံလူတော်ပြည့်ဖျားမှာမွေးနေ့အမတ်တရရှင်ပြုပွဲကိုကျင်းပခဲ့တာပါပကံမှာရှင်ပြုဖို့အခက်အခဲဖြစ်နေတဲ့မောင်ရင်လောင်းလေးတွေကိုအလူတားရဲ့ကာမတယောက်နေနဲ့အကုံကြခံပြီးရှင်ပြုပေးခဲ့တာဖြစ်ပါတယ်မောင်ရင်လောင်းအယောက်31ယောက်ကျော်ကိုရှင်ပြုပေးဖို့စီစဉ်ခဲ့တာပါဒါအပြင်ပကံငွေသက်တွေနဲ့ဖြစ်နေအောင်ရှင်လောင်းလဲတဲ့အချိန်မှာလဲလဲပြီးနေတာရှင်လောင်းလှည့်ခဲ့တာပါမေမြင့်မိုးကလည်းလဲပေါ်မှာထိုင်ပြီးရှင်လောင်းလှည့်ခဲ့တာပါပကံမှာချုပ်တဲ့ကလေး31ယောက်ကိုမေမြင့်မိုးကြောင့်ခန္ဓာ ကတောတလိပြေဝနေတဲ့ရှင်ပြုပွဲလေးကိုကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။မေမြင့်မိုကအလူကမုံမြက်လွန်းနာကြောင့်ပရိသတ်တွေကလည်းတာရုခေါ်ဆိုနေကြတာပါ။အခုလိုရှင်ပြုပေးဖို့ဆိုတာမလွယ်ကူတလို့အကုန်ကြလည်းများပါတယ်။ဒါအပြင်31ရောင်းလုံးအတွက်သင်္ကန်းပရိခရာအလုံးကိုမေမြင့်မိုတို့မိသားစုကသာတာဝန်ယူထားတာပါ။ မေမြင့်မောကရန်ကုန်မှာနေထိုင်တာဖြစ်ပေမယ့်အလူလုတ်ပြီဆိုရင်ပကံကိုသာရွေးချယ်ကအလူလုတ်တာပါ။သူမအနေနဲ့ပကံမှာနေရတာကိုလည်းအရန်ကိုကြိုက်တယ်လို့အသက်ကြီးလာရင်လည်းပကံမှာအေးအေးဆေးဆေးနေဖို့ဆုံးဖြတ်ထားတာပါ။ဒါကြောင့်မလို့ပရိသတ်တို့ကမေမြင့်မောကိုအတိတ်ဘဝမှာပကံနဲ့အဆက်ဆက်ရှိခဲ့မယ်လို့ထင်နေကြတာပါ။အရင်တုန်းကပကံပြည်ရဲ့မင်းသမီးဖြစ်ခဲ့ဘူးလို့ပကံပေါ်မှာအခုလိုမျိုးတန်ရောစင်တွေများနေတာဖြစ်နိုင်တယ်လို့ခန့်မှန်းနေကြတာဖြစ်ပါတယ်။ဒါအပြင်ပကံမျိုးသူဇလန်းတွင်းမှာတော့ဆိုရင်လည်းမေမြင့်မော ရှင်ဟောင်းအဝတ်စားရီနဲ့အတော်လေးကိုလိုက်ဖက်နေတာပါဒါကြောင့်မလို့မင်းမြင့်မိုးကပကံနဲ့ပတ်သက်ပြီးအတိတ်ကပတ်သက်မှုတွေရှိခဲ့ဘူးလိမ့်မယ်လို့ခန့်မှန်းနေကြတာဖြစ်ပါတယ်မင်းမြင့်မိုးရဲ့ပကံမြို့သူဟိုတယ်ကလည်းအချိန်တိုအတွင်းအတော်လေးကိုအောင်မြင်လာခဲ့ပါတယ်လာတဲတဲ့သူတွေကလည်းအများပြားကိုရှိလာခဲ့တာဖြစ်ပြီးစီကအောင်မြင်လာတာပါဒါအပြင်မင်းမြင့်ကခြီတဲ့လုပ်ငန်းမှာလောက်ကင်နေတာဖြစ်ပြီးသူ့ရဲ့ဟိုတယ်ကိုကပြားဆန်ဆန်နဲ့တာဖန်တီးထားတာပါမင်းမြင့်မိုးကရုပ်ရှင်ရိုက်ကူးရီးတွေအားပြီးဆိုတာနဲ့ပကံမှာသာနေထိုင်တတ်တာဖြစ်ပါတယ် စီးပွားရေးလုပ်ငန်းနဲ့အမှုပညာလောကနှစ်ခုစလုံးမှာအောင်မြင်နေတာကြောင့်လည်းပရိသတ်တွေကသူမကိုအားကျနေတာဖြစ်ပါတယ်။ဗကံမှာလောက်ခဲ့တဲ့မွေးနေ့အတူကြောင့်တိတ်ဘဝမှာဗကံပြည်ကမင်းသမီးဖြစ်ခဲ့ရလို့အထင်ခံနေရတဲ့မိမျိုးပေါ့ပရိသတ်တွေရဲ့အမြင်ကိုပြောပြပေးခဲ့ပါဦး။အစောတိကြည့်ရှုပေးခဲ့ကြလို့တရားချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်။